တရုတ်နိုင်ငံကွမ်တွန်ပြည်နယ်ရှိ ကွမ်ကျုံမြို့ပေါ်မှာတည်ရှိနေတဲ့ကန်တွန်တာဝါဟာမြို့ရဲ့နာမည်ကြီးလမ်းမစရီတဲကကျော်ကြားတဲ့အဆောက်အုံတစ်ခုဖြစ်ပါတယ်။အမြင့်မီတာ600ကျော်ရှိတဲ့ဒီတာဝါကို2020ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ဖွင့်လှစ်ချိန်မှာတော့ကမ္ဘာအမြင့်ဆုံး Observation Tower ဖြစ်ခဲ့ပြီးယခုအချိန်မှာကွမ်ကျုံရဲ့အတိမတ်ပြုစရာထင်ရှားတဲ့ landmass တစ်ခုအဖြစ်ရှိနေပါတယ်။ ဒီအဆောက်အအုံကို Dash လူမျိုးပြည်သူ့ကပညာရှင် Max Hammer နဲ့ Barbara Cook ကဒီဇိုင်းရေးဆွဲခဲ့ပြီးတာဝါရဲ့ဒီဇိုင်းဟာခါးလေပိုင်းမှာကျင်းမြောင်းသွားပြီးပျော်ပြောင်းခွေးောက်တဲ့ပုံကြောင့်ဒေးပြတိုက်တာကိုခံနိုင်ရုံသာမကမိုးချိုအပ်လျက်ပါကာကွယ်ထားပါတယ်။ဒါကြောင့်လဲ Next Name အနေနဲ့ Slim Waste တာဝါလို့လည်းယူအများကခေါ်ကြပါတယ်။ရှိရှိသူမိတ်ဆွေများအတွက်ဘုသူဒ္ဓဖြစ်ပွဲ စိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Prehab Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။ကန်တုံတာဝါရဲ့အတွင်းပိုင်းမှာတော့လာရောက်လည်ပတ်သူတွေအပန်းဖြေဖို့ပတ်ဝန်းကျင်မြင်ကွင်းတွေကိုလေ့လာနိုင်တဲ့ Observation Desk, Thrilling Sky Draw Ride နဲ့ Performing Restaurant စတာတွေလည်းပါဝင်ပါတယ်။မီတာအဖြစ်၄၅၀မှာရှိတဲ့ Observation Desk ကနေကွမ်ကျုံးမြို့ရဲ့အလှအဖအပြည့်စုံကို ပါနိုရမာဗျူးနဲ့ခံစားနိုင်ပါတယ်။အဓိကကျတဲ့အစိတ်ပိုင်းကတော့တာဝါမှာတက်ဆင်ထားတဲ့အလေးချိန်တန်600ရှိတဲ့ကျုံးမတ်ဒမ်ပါလို့ခေါ်တဲ့ချိန်ပြီးကြီးတွေပါပဲ။ဒီတိုက်တဲ့အခါတာဝါရင်းနဲ့ဆန့်ကျင်ဘက်ကိုချိန်ပြီးတွေကလိုက်ရေးပြီးဘဲလန့်ညီအောင်ထိန်းကြည့်ပေးပါတယ်။ဒီလုံဆောင်ချက်ကြောင့်တာဝါပေါ်ရှိသူတွေကတော့လှုပ်ရမ်းနေမှုကိုအနှဲငယ်သာခံစားရပြီးထိတ်လန့်ကြောက်ရွံ့မနေရပဲ ပန်းဖြေနိုင်တာပဲဖြစ်ပါတယ်။ညအချိန်မှာတော့ဖလှပတဲ့ရောင်စုံကြီးအလှများနဲ့ကွမ်ကျုံးမြို့ကို ပို့ပြီးတောက်ပစီပါတယ်။ကန်တုံတာဝါဟာစီဝါရေးခီးသွားလည်ပတ်မှုနဲ့ရေကြီးမှုအတွက်ဖိုးတန်လေယာဉ်တစ်ခုဖြစ်ပြီးတရုတ်နိုင်ငံအတွက်ဘီတုကဒီပညာနဲ့အနုပညာပေါင်းစပ်မှုကိုမိပေါင်းထိုးပြနေတဲ့အထင်ကြီးရနေရာတစ်ခုလည်းဖြစ်ပါတယ်။